ဒီဘင်ယူဘင်ဘယ်ဒီလူမျိုးတွေမြိုင်ဟာလီကော်တာလက်တဲလို့မရပါဘူးအဲ့တော့ဘက်တဲ့ခုနေနိုင်15ပါခုနေနိုင်15ပါပြီကဲအမျိုးတို့ရေ တော်စုပါခင်အရစ်ကိုထိန်လင်းဂါရော CSW 69ကျင်းမြောက်ကျင်းပါတယ်နယူးယောက်ယူရင်ရုံးချုံမှာကျင်းပါတယ် Commission of Standard of Women ပေါ့နော်အဲ့ဒီမှာပွဲမှာဖွဲ့ပွဲမှာတွားပြီးတော့ ဒီမြန်မာပြည်ရဲ့အမျိုးသမီးနဲ့ကလေးများရဲ့အခြေအနေကိုတွားပြီးတော့တင်ပြနေပါတယ်တင်ပြခဲ့ပါတယ်ဆိုတော့ဒီ CSW ဆိုတာတော့နယူးယောက်မှာနေ့စဉ်လုပ်တဲ့တစ်နှစ်တစ်ကြိမ်လုပ်တဲ့ဒီ UN Women of Color ဒါမှကတော့ Commission on Women's Status အဲ့ဒါအာရတတပတ်ဆယ်ရက်လောက်လောက်တာပေါ့လေအဲ့ဒီမှာဆိုရင် ဒီမြန်မာပြည်ကလူတွေကတော့အလကားသွားတဲလျရပေမဲ့တခြားဖွဲ့တွေဆိုရင်တော့တခြားတက္ကသိုလ်တို့ကျောင်းတို့ဆိုရင်တော့သူကပတ်စံပေးရတယ်ဝင်ကြီးတော်မှာမာမာ grand fashion ဘယ်လောက်လဲအဲ့လိုမျိုးပြီးတော့ new york လည်းဈေးကကြီးတယ်လေအော်အမဒေါ်လာ200ပေးရတဲ့ ်လည်းရှိတယ်အဲ့လိုမျိုးပုံစံပဲ Asia Pacific ဆက်မှာဆိုရင် Asia Pacific က26နိုင်ငံရှိတယ်မလားအဲ့ဒီမှာဆိုရင်လည်း Women Feminist Forum ဆိုပြီးတော့မှလောက်တာရှိတယ်အမဘန်ကောက်ပါ20လောက်တယ်ဒါပေမဲ့များတော့ဘန်ကောက်မှာလောက်တယ်အဲ့ဒါတော့ Asia region ပေါ့နော် Asia Pacific region ပေါ့ New Zealand Australia အပါဝင်ဒီ နိုင်ဂျီးရီးယားလည်းပါတာပေါ့နော်တကယ်ဆိုရင်အေရှားဟာအော်စတြေးလျဆိုရင်အေရှားထဲမှာလည်းမပါဘူးသူကယူရိုထဲမှာလည်းမပါဘူးနောက်နိုင်ငံထဲမှာလည်းမပါဘူးသူက Pacific region ထဲမှာလို့အဲ့လိုမျိုးပြောတာပေါ့နော်ဆိုတော့အာအမလို့တယ်လို့ပြီးတော့မှဒီလိုပဲဝင်ချင်းတွေဒေါ်လာ200တော့ဘာလို့ပေးရပါလဲဘယ်ကောင်မှလောက်တာ ကျမကတော့2015တော့တက်ပူပါတယ်ဘန်ကောက်မှာလောက်တာတော့လေပြီးရင်ချင်းမိုင်မှာလည်းလောက်တယ်ချင်းမိုင်မှာလောက်တာလည်းပြော Feminist Forum Feminist Movement လည်း Asia Pacific ဆိုနေခြင်းပဲအဲ့လိုမျိုးပေါ့အဲ့ဆို APWD ကတော့ချင်းမိုင်မှာရုံးစိုက်ပါတယ် APWD ကတော့ဒီ Women အာ and um, law and development ဘောနော်သူတို့ဒီမျိုးသမီးဤတွေတွေအကာအကွယ်ပေးတဲ့မျိုးသမီးနဲ့မိန်းကလေးငယ်များအတွေ့ဒီအကာအကွယ်ပေးတဲ့ဥပဒေတွေ law တွေအဲ့လိုမျိုး UN level မှာလည်းအဘူကဲလောက်တဲ့အဖွဲ့တွေ ့အပြီးတော့ documentation လုပ်တဲ့အဖွဲ့တွေပေါ့နော်မှတ်တမ်းတဲ့အဖွဲ့တွေအခုကျမပြောနေတာကတော့ဆရာကြီးတွေကတော့ကြော်သွားဒါပေမဲ့ဒီ HR background ရှိတဲ့လူ human right background ရှိတဲ့လူလူရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ဒီ CSO capacity လောက်ထားတဲ့လူတွေဆိုလို့သိတယ်သူတို့ကဒီ ဘာပြောနေတယ်ဆိုတာလေဥပမာ international human rights law ဆိုတာပါလေ international human rights law ထဲမှာဆိုရင်ဗမာပြည်ကလက်မှတ်ထိုးထားတာကကလေးငယ်ဆိုင်ရာခွင့်ရစာချုပ်လက်မှတ်ထိုးထားတယ်အာပြီးတော့ဒီ universal periodic universal အာ human rights charter ပေါ့နော်လူခွင့်ရချက်30ရှိတယ်ဟာအဲ့ဒါလည်း international human rights law ပါပဲနောက်တစ်ခုကစီမျိုးသမီးနဲ့ပတ်သက်ရင်တော့စီတော့ပေါ့နော် convention on women discrimination convention on elimination of all forms of violence against women cedaw မျိုးသမီးများပေါ်ညီမျိုးစုံနဲ့ culture ဆက်ဆက်မှုပပြရေးသဘောတူညီစာချုပ်ကိုလက်မှတ်ထိုးထားပါတယ်။ဒါပေမဲ့နောက်ဆက်တွဲသဘောတူညီစာချုပ်ကိုလက်မှတ်မယိုးထိုးထားပါ Ocean Net Protocol လို့ခေါ်တာပေါ့နော်။အဲ့ဒါတွေကဘာလဲဆိုတော့မျိုးသမီးနဲ့ကျမရင်းတွေဒီကိစ္စပါတယ်။ကျမရင်းအစ်စ်တန်းနဲ့ပတ်သက်ပြီးတော့မျိုးသမီးတွေအတွက်အာအလုပ်ပေးရမယ့်အကြောင်းအရာအဓိကတော့ကလေးမွေးဖွားတဲ့အချိန်မှာမျိုးသမီးတွေရဲ့တေး တဲ့နှုံးပေါ့နော်ဟိုဘာပဲကြာရှုံးဖို့ဘာလဲဟိုကြာကြာဖို့ပေါ့ရှုံးဖို့ပေါ့ကြာရှော့ချဖို့ပေါ့ရှော့ချဖို့အတွက်ကိုဟိုပေါက်ဆက်တွဲစာချုပ်လို့သူတို့လက်မမထိုးပါဘူးထိုးလည်းမရဲပါဘူးပြောချင်တာလက်မထိုးထားတယ်ဆိုရင် तू က UA မှာလင်းနဲ့တကြီးစီခါစားတင်ရတာကိုပြီးတော့မှဟို disable right ကိုသူတို့လက်မရေးထိုးထားတယ် person with a disability ပေါ့နော်အဲ့ဒါကိုလက်မှတ်ရေးထိုးထားတယ်ဒါပေမဲ့လည်းဒီမှာပြီးမှာခုချိန်ထိ disable friendly ဖြစ်တဲ့ institution တွေအင်မတန်မှနည်းပါတယ်ငုံဆောင်မှု disable တွေငုံဆောင်မှုဖွဲ့ချဆက်ဆံတဲ့ဟာတွေအများများပါသေးတယ်မှာကလေးတွေပဲပြည်လူကြီးပဲပြည် disable တွေပဲပညာသိခွင့်လန်းရလူမှုကအများနည်းပါတယ် အမ်နောက်တစ်ခုက international human right law ထဲမှာ နိုင်ငံတကာအလူခွင့်ရေးဥပဒေထဲမှာပါတယ်ပါသေးလဲဆိုတော့ ICESR လို့ခေါ်တဲ့ international convention on economic and cultural and cultural right ပေါ့နော် ICESR ဆိုတော့ဒါကနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးတော့မှဒီစစ်ဘေးရင်းနှီးမြှုပ်နှံမှုကြောင့် ဒီဒေတာမှာသူ့ရဲ့ယဉ်ကျေးမှုဒလေထုံတန်းတွေအာပြတ်ကွက်သွားတာမျိုးမဖြစ်ရအောင်ဟိုပါပေါ့နော်ဟိုကောက်ွက်ပေးတဲ့ဘော်ဒူရီစာချုပ်ပေါ့နော်ဆိုလိုတာကစီလူရင်လို့လဲတူကောက်ခေါ်တာပေါ့နော်နိုင်ငံတကာဒီစီဘာရေလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာသဘောတူညီစာချုပ်ပေါ့နော် အာဆိုတော့ပါကြသေးလေအမ်အဲ့ဒီမှာ international human right law နဲ့ပတ်သက်ပြီးတော့၉ခုရှိတယ်၉ခုရှိတဲ့ထက်မှာမြန်မာနိုင်ငံက၆ခုပဲလားမသိဘူးလက်မှတ်ထိုးထားတာဘာကြောင့်လဲဆိုတော့သူတို့ ICCPR ကို သူတို့လက်မှတ်မထိုးရဲပါဘူး ICCPR က international convention on um civil and political rights เนาะ နိုင်ကန်သားနဲ့ပြည်သူရေးရာဘောတူဝိစာချုပ်ပါနော် ICCP အလုပ်ခေါ်ပါတယ်အဲ့ဒီဟာကတို့လက်မှတ်မရေးထိုးဘူးအဲ့ဒါပထမဗီဒီယိုမှာကျွန်မပြောခဲ့တယ်ဒီနေ့လက်ထက်ဆိုရမှာ အာသဘောတူညီချင်းစာချုပ်လုပ်ဖို့အတွက်ကိုလက်မှတ်ထိုးဖို့အတွက်ကိုမဆင်မအောင်နေပြီးတော့မှတင်သွင်းတယ်ဒါပေမဲ့အဲ့ဒီအမတ်တွေကိုယ်တိုင်ကလည်းနားမလည်ရလဲပါတာပေါ့နော်အမသဘောတူညီမှုမရခဲ့တဲ့အတွက်လွတ်တော်မှာလိုလောက်တဲ့အာထောက်ခံချက်မရခဲ့လို့ဟိုအာမဖြစ်ခဲ့ဘူးပေါ့နော်အင်းမလက်မှတ်မထိုးနိုင်ခဲ့ဘူးပေါ့ ထွက်တော်မှာဆင်းနေတဲ့ခါကျတော့ passport ဖြစ်ဖို့ပေါ့လေအဲ့လိုမျိုးပါဆိုတော့အဲ့ဒါတွေအကုန်လုံးက international ဖြစ်မလို့ law ဖြစ်ပါတယ်နိုင်ငံတကာအဥပဒေကဘာအကြောင်းရည်ကြီးလဲဆိုတော့မိမိနိုင်ငံထဲမှာပြည်တွင်းထဲမှာဒီမိုကရေစီစိတ်သုံးနေတဲ့နိုင်ငံတွေလူ့ခွင့်ရေးစိတ်သုံးနိုင်တဲ့နိုင်ငံတွေ တရားဥပဒေစုံမမှုရှိတဲ့နိုင်ငံတွေကကိုယ့်ရဲ့မျိုးပေါ်မှာတရားမျှတမှုလုံးဝရှာလို့မရတော့ဘူးဥပဒေဆိုတာလည်းမရှိတော့ဘူးဟိုစာအုပ်ထမပဲရှိတယ်လက်တချီလုံးချာအနာရှင်အနာပိုင်တွေရလှုပ်ချက်သလိုလှုပ်တယ်အဲ့လိုမျိုးနေရာမှာဒီ international human rights law နဲ့အာတရားစွဲတာပေါ့လေနော်ဟိုနောက်တစ်ခုကဒီ ICJ ICC ပေါ့ ICC ဆိုရင်လက်မှတ်ထိုးထိုးရတဲ့ထဲမှာပါတယ်လေအဲ့လိုဆိုတော့အဲ့လိုမျိုးဟာတွေကိုလက်မှတ်မထိုးခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံမှာရှိတဲ့ဆိုရတွေကမကောင်းဘူးဆိုရင် political wellness ပေါ့နော် လူတို့ကို အကျိုးပြုဖို့ကောင်းဖို့အတွက်ကို မရှိရှူတဲ့ အဆိုးအဆိုးရပြီဆိုရင်ဒီဟာမျိုးကဘယ်တော့မှလက်မှတ်ထိုးမှာမဟုတ်ဘူး။ဘာကြောင့်ဆိုတော့သူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်တာအဲဒါကြောင့်မလို့ဒီမိုကရေစီဆိုးရဆိုတာတက်လုံးမဖြစ်နိုင်ဘူး။သူက၄နှစ်တစ်ကြိမ်ဘာဘာညီမတော့၅နှစ်တစ်ကြိမ်ပေါ့နော်။၅နှစ်တစ်ကြိမ်အဲ့လိုမျိုးဟိုရွေးကောက်ပွဲနေလာတယ်။လာပြီးတော့မှလူတို့မကြိုက်ဘူးဆိုရင်ဆင်းဆင်းရတာပဲလေနော်။လူတို့ကြိုက်တဲ့ခါကြရင်ဆင်းရတယ်။အဲ့လိုမျိုးလူတို့ရွေးကောက်ပွဲနဲ့သွားတဲ့ဇနစ်မှာတော့ ဘယ်ဘယ်လာလာဘယ်သူဘယ်လာလာဘာပဲတန်းတောင်းဘယ်လူမျိုးစာချုပ်ပဲလာလာကြောက်စရာမလိုဘူးထိုးတာပဲလက်မှတ်အနာရှင်လက်ထက်မှာတော့မထိုးဘူးပေါ့လေနော် Hey good morning ဒီသူကြောက်သားချင်းဆိုတော့သူနိုးနေပြီခလေးရဟလာမိမိလေမိုးလမ်းမိလေမိလေမိပြရမလဲကြကြာနေတော့ကြံနေဟာတော့မနေပုံဟွာမဖြစ်မဖြစ်မဒီဘေးရတော့ထားကြည့်နေပြီဒီနေ့ဆယ်နေဆိုတော့ ခေပါအဲ့ဒါလေးကိုပြောတာပါ international female right law နဲ့ပတ်သက်ပြီးတော့မှမိတ်ဆက်လေးပါနောက်ဆုံးတော့အသေးစိတ်ထပ်ပြီးတော့မှဒီချလေးပြောပြမယ်ရှင်ကျေးဇူးတင်ပါတယ် good morning ပါအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပါစေရှင်ကိုစိတ်နှပြကြမှာချမ်းသာကြပါစေရှင်ဒါရှိရှိအောင်မီလက်ထောင်းအောင်မသာဒီချအောင်မီထောင်းလေးတော့ကိုစိတ်နှပြကြမှာချမ်းသာပါစေခင်ဗျာ ဒီနေ့ကဟိုကဖြစ်နေတယ်ခုနလိုက်ခွဲပင်မဲ့ပြင်မမြူမှုံတွေကြာနေလို့အဲ့လိုမျိုးပါဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ